ြပွင်စားသူများယူရေးသားတဲ့အမုန်းကြောင့်ဖြစ်သောစစ်ပွဲများစအုံးမှအရင်ခေတ်ကလူတွေထက်ဒီခေတ်လူတွေကဒုက္ခပုံအတုပိုပြီးလိုလေသလားမသိနေရတကမှာရင်မှုမှုအမျိုးမျိုးဖြင့်လူတွေဘဝမေးဖို့ကြိုးစားနေတာကိုမြင်းမြင်နေရသည်တချို့နီးကအန်ရဲကြီးဤသူတို့ကစွန့်စားရတာကိုကြိုက်ဟန်တူပါသည်ကြာပွင့်စားသူများအော်ဒက်စီတွင် ဟိုမာရေးထားသည့် ကြပွင့်စားသူများအကြောင်းကိုဖတ်ရသည့်အခါကျမရင်ထဲမှာတန်တားမှုတစ်ခုဖြစ်ပေါ်ခဲ့ကျမလည်းကြပွင့်တွေစားချင်လိုက်တာဟိုမာဤကြပွင့်စားသူများသည်ပင်လယ်ပြင်ထဲကကျွန်းကလေးတစ်ကျွန်းနဲ့နေထိုင်သည်ဟိုမာဤတင်ပေါ်ထိုကျွန်းသို့စိုက်ကပ်မိသောအခါကျွန်းသူကျွန်းသားများသည်ဘလို့လူတရဝမျိုးလဲရံပြုတ်မလားရိုင်းဆိုင်သလားစသည်ဖြင့်မသိရသေးသောကြောင့်စာရေးသူကတင်မောသားနှစ်ယောက်သုံးအောင်ကိုလှုပ်ပြီးစနဲနာစုံစမ်းခိုင်းသည်ပြန်မလား နောက်ထပ်လူတွေထက်လွတ်သည်ပြန်မလာသတင်းလဲပြတ်မဖို့တကယ်တော့တင်မောသားတွေကိုကျွန်းသူကျွန်းသားများကအနေရပြုတာမဟုတ်ကြာပွင့်များကိုကျွေးပြီးအဲဝစ်ကျွေးပြန်သာပြုစုနေကြခြင်းသာဖြစ်သည်သူတို့ကျွေးသောကြာပွင့်ကြာဆန်တို့ဤချို့များသည့်ဝိရည်များကိုစားသုံးကတင်မောသားများရင်မူးချမ်းမြေ့ကြသည်တင်မောစီတို့မပြန်လို့ဘာတရင်မှလည်းပြတ်မဖို့လို့သူတို့ရောက်သည့်နေရာမှာပဲသူတို့စိတ်ချမ်းမြေ့သည် သူတို့မှာအတိတ်မရှိသူတို့မှာအနာဂတ်မရှိကြပွင့်များဖြင့်မိမ့်မှုစွာ သူတို့နှစ်သိမ့်ကျေနပ်နေကြသည်ကျမစဉ်းစားကြည့်သည်အဒီလူတွေဘယ်ချိန်ကျမှသူတို့ဘဝကို သူတို့ပြန်သွားခြင်းလာကြမှာလဲကြပွင့်နေဤအာနိသင်ကုန်သွားမှာလားသို့မဟုတ်တသက်လုံးမိမ့်မောရှင်မှုနေမလားအော်ဒစီမာတော့တင်မောသားဒီကိုဆွဆွဲခေါ်ပြီးအခွန်တက်တက်တင်မောကြီးစီပြန်ခေါ်လှော့ခတ်ခိုင်းရသည်ဟုဆိုပါသည်။ကျမကြာဝင်းနေစားကျင်သည် လောကဤဝင်တော့ဝင်ဘိုးတွေဖိစီးမှုတွေတွန်းအားတွေများလွန်းသည်ကျမတို့ဘဝတုတွေကြပွင့်တွေတော့စားကြရမှာမဟုတ်သို့တော်သူတို့မှလည်းသူတို့ချစ်မှုမိန်မောရမိအရသာကိုစီကိုရှာဖွေစားနေကြတာကျမမြင်ပါပဲတချို့ကကော်ဖီဖြင့်ရင်မှုသည်တချို့ကဘီယာဖြင့်ရင်မှုသည်တချို့ကကွန်ရဖြင့်ရင်မှုသည်ဂျပန်တွေကဟင်းဖြစ်လဲချက်စားလို့ရတော့ငါတို့မဟုတ်မှုဖြင့်ရင်မှုသည်ကိုကြားဖို့ပါသည်ကျမငငယ်က မှုကြက်တောင်ကိုခေါ်သောမှုတစ်မျိုးကိုမိခင်ပြီးစားဖို့သည်တော်တော်ရှားပါသည့်မှုဖြစ်သည်ဖြင့်နေ့စဉ်မှုရှားပင်မဲ့တပတ်လောက်ကြာမှတပင်မဲ့တွေ့ကျင်တွေ့တတ်သည်ခက်ရှည်ရာရာသူများမှုလို့ထိကားကားဝံဝံပြက်ပြက်မဟုတ်ရိုးရံသာသာပဲခပ်ပေါင်းပေါင်းလေးလုံးနေသောထိတ်ရှိသည်ထိုမှုကိုမိခင်ပြီးကျမတို့ကလေးတွေစားလေးဖြူကဝေမျှစားကြရ၏စားပြီးဒီကအင်ရှိကွပစ်လေးပေါ်ပက်လက်လန့်က မိုးကောင်းကင်ကတိတ်နေတရိပ်ရိပ်ပြေးတာစောင့်ကြည့်ရတာအလွန်ရတာရှိသည်မိုးကချိုးစိမ့်လွန်းသည့်ဖြင့်ရင်မူးကျဉ်နှက်ကြရခြင်းဖြစ်မည်ဟုကလေးတွဲဖြင့်ယူဆခဲ့၏တကယ်တော့ကျမတို့ကလေးတစ်တိုက်ဒုက္ခဘုံတစ်ခုစီးသို့အလဲသွားခဲ့ကြခြင်းဖြစ်သည်ထိုအချိန်မှာမေမေစုမှလည်းမကြောက်မနဲ့ပြန်စမရလို့ဆရာရိုက်မှလည်းမကြောက်မနဲ့ကစင်ဟိုးတိုးအပြည့်ရေခက်ခဲရသည့်လက်ဘွားတွေလည်းတိတ်မနာတော့တယ်လို့ထင်ရသည်တော်တော်ကောင်းတဲ့မိုးပဲ နေ့စဉ်ရှာမတွေ့တာနားတာပဲဟုရေရွတန်းတားမိခဲ့သည်။ကျမတေချာစဉ်းစားမကြည့်မိလို့ပါ။ကျမမှာရင်မှုတာယာမှုတစ်ခုမဟုတ်တစ်ခုတော့အမြဲရှိနေခဲ့သည်။သတိစံနုနုလေးတွေကိုစားဘူးသည်။ပေသည်နုနုလေးတွေစားကြည့်ဘူးသည်။ကြာခွက်ဟုခေါ်တော့အစိမ်းရောင်အထုပ်ကလေးထဲမှာကြာစိအစိမ်းနုအဆန်လေးတွေထုတ်ယူပြီးအတွင်းကအနှစ်ကိုစားဘူးသည်။အဲ့ဒါကကလေးဘွားတုန်းကပေါ့။ဆဲကြောတဲ့အွယ်မှာတော့မြမပီပီကွန်းရကိုတခါမြည်ကြည့်ဘူးသည်ဆေးရက်ကြီးပါသွားတဲ့ဖြင့်မူးဝေသွားခဲ့သည် ခုခါမှာတော့ကျမရဲ့ဂျမူးမူးကရာတမျိုးစားပြောင်းသွားသည်အစားအသောက်ပြင်ဂျမူးခြင်းမဟုတ်တော့ပဲဒရမ်ရဲ့အရာများဖြင့်ဂျမူးလာသည်ကြပြဖြင့်ဂျမူး၏ရုပ်ရှင်ဖြင့်ဂျမူး၏ဂီတဖြင့်ဂျမူး၏ကြပြရုပ်ရှင်နှင့်ဂီတသည် လူတချို့အတွက်တော့တည်ငါစိတ်ချမ်းမြှူးစီတို့ရောက်ပို့ပေးမိခြင်းများဖြစ်ကြသည် လူတိုင်းလူတိုင်းသည်ဂျမူးမှုအမျိုးမျိုးကိုမိဆံဘူးသူတွေကြီးဖြစ်မလားဟုကျမတွေးမိသည်ယာဒီဥရု၏ဖိနေမှုတံလူမှုပတ်ဝန်းကျင်၏ဖိနေမှုတံ စီဝါရေးကြက်တဲမှုတံဖက်ပေါက်မဲမျောလင်းချက်မဲမွန်းချက်မှုတံဒံရတံချက်အားလုံးမှာနာကျင်စေကြီးပဲဖြစ်သည်ထိုနာကျင်မှုတွေကိုကုသဖို့ဘာလို့သလဲဟုတွေးကြည့်သည်ငွေလိုသလားငွေလိုတာတော့မှန်၏ငွေသည်အရာတော်တော်များများကိုပြီးမြောက်စေသည်မဟုတ်လားသို့တော်ငွေဖြင့်ကုသလို့ရသည့်ဒံရတော်တော်များများအတွက်ပင်လင်ကျမတို့မှာလုံလောက်သည့်ငွေမရှိထို့တက်ပို့ဆိုသည်မှာငွေဖြင့်ကုလို့မရသည့်ဘဝဒံရတွေလူတိုင်းမှာရှိသည် ထိုတန်ရာမျိုးကိုတော့တခုခုကိုရင်မူးခြင်းဖြင့်သာကူးသားနိုင်ပါလိမ့်မည်ထိုရင်မူးမှုမျိုးနာမည်အမျိုးမျိုးတက်ကြသည်အိမ်မက်ဟုတချို့ကနာမည်ပေးသည်တချို့ကစိတ်ထွက်ပဟုနာမည်ပေးသည်ကဘာကျော်ပြင်သစ်ကပြားဆရာကြီးရှားဘော်ဒယ်ကတော့ဒုက္ခဘုံအတု artificial paradise ဟုနာမည်ပေးခဲ့ပါသည်ဒုက္ခဘုံအတုကိုဖန်တီးရ၌အစမ်းထက်ဆုံးအာနိသင်ကိုပေးနိုင်သည့်အရာမှာကြာပွင့်နေလားဟိုတာလင်ကြီးကပြားတဲကမေးစေတော်မြင့် သို့မဟုတ်လီတီမြင့်ရေလားတရက်ဦးကကွန်းနူဝါနဲ့နမ်းမြကစေးလားသို့မဟုတ်ဘရန်ကြီးဂီတလားနန်းတော်ရှိဆရာတင်တထေးဝါဒတခြင်းလားဖြစ်နိုင်ရင်တေးချောင်းထိုးရအားလုံးကိုမြည်ဆန်းလိုက်ချင်ပါသည်ဒေါ်သားတွေကိုမေးဖို့နာကျင်မှုတွေကိုမေးဖို့ဒဏ်ရာတွေကိုစေးကြောဖို့ဖြစ်သည်အီဇာဘဲအိုင်ယန်ဒေးစာအုပ်တုံးမှာစားတောင်းနဲ့ပတ်သက်ပြီးရင်မှုမှုရယူနိုင်အောင်ဘယ်လိုပြင်ဆင်မလဲချစ်ချင်းမြတ်တာကိုရအောင်ချစ်ရမက်ကိုရအောင် ဘယ်အသီးရွက်ဘလို့အယောင်ဘလို့အရသာကိုဘလို့ပြင်ဆင်မလဲဟုစနစ်တကျရေးထားသည်ဖတ်လို့လွန်ကောင်းပါသည်ဒါလည်းဒုက္ခဘုံတူကိုပြင်ဆင်ခြင်းပဲဖြစ်လိမ့်မည်တချို့ကဘောလုံးပွဲတွေကိုကြည့်သည်ဘောလုံးပွဲတစ်ပွဲသာတော့သူတို့ရင်မူးခွင့်ရပါလိမ့်မည်ဒါလည်းတနည်းတော့ဒုက္ခဘုံအတူပဲဖြစ်မလားမသိပါဘောလဲစမ်းသက်ရေးသားခဲ့သည်ဒုက္ခဘုံအတူကရင်မူးစေတတ်သောအပင်တစ်ခုဖြင့်ဖော်ဆက်ထားသောအစာတောက်တစ်ခုဖြစ်သည် ထို့ကြောင့်အာယုံကြောကိုပြေရောစေသည်ပျော်ရွှင်စေသည်ရင့်မှုစေသည်ကလေးတစ်ယောက်လိုလွတ်လပ်ပေါ်ပါစေသည်ဟုဆိုပါသည်ကင်ဒါဝတ်ဥသောယောခပေတာပညာရှင်ကြီးတစ်ယောက်၏ခါကာပူရာစီသောဒေါ်လာမှတ်တမ်းတွင်ကျွန်မဖတ်လိုက်ရတာကတော့သူ့အထံသမားအချို့အတီးတစ်မျိုးကို စားပြီးမိုးဝေမိန်မောကုန်ကြသည်ဟုဆိုသည်တဘာဝတရားကြီးသည်ဒုက္ခသင်ရမှုတွေများလာသောလူသားတွေအတွက်တက်တာရာရအောင်တစ်ခုမဟုတ်တစ်ခုတော့ဖြည့်ဆည်းလေးတွေပေးထားတာပဲဟုကျွန်မတွေးမိ ဘရင်ခက်ကလူတွေထက်ဒီခက်လူတွေကဒုက္ခဘုံအတုပို့ပြီးလိုလေသလားမသိနေရာတကာမှာရင်မှုမှုအမျိုးမျိုးဖြင့်လူတွေဘဝမေ့ဖို့ကြိုးစားနေတာကိုမြင်းမြင်နေရသည်တချို့နေကအန်နေရကြည့်သူတို့ကစွန့်စားရတာကိုကြိုက်ဟန်တို့ပါသည်ဂျမအတွက်ကတော့ဟိုမာကြီးကြာပွင့်ကိုလက်လန်းမမီဝိုင်းကိုကြိုက်တော်လဲသိမ့်မတဲ့ထို့ကြောင့်ဂျွန်လင်နိုအင်မဂျင်တချင်းဖြင့်ရင်မှုသည့်အခါလဲရှိဒူဝင်ဤမာလာဝိတ္ထုဖြင့်ရင်မှုသည့်အခါလဲရှိ ရောဘင်ဝီလျံတုပ်ဆောင်သောဂျက်ကော့သလိုင်းယာရုပ်ရှင်ဖြင့်ရှင်မူးမိသောအခါတွေလည်းရှိသည်တိတ်မဆိုးလာပါဒုက္ခပုံအစ်စ်ကိုမရနိုင်သည့်အခါသူ့ဟာလည်းတော်တော်အလုပ်ဖြစ်ပါသည်